အန်ဒီမင်္ဂလာပါရှင်မင်္ဂလာပါရှင်ပထမအဦးဆုံးဒီမြန်မာ nation wide ဆိုအခုလိုလက်ခံပြီးတော့တွဲဆုံပေးတဲ့အတွက်ဆွေးနွေးပေးတဲ့အတွက်အရင်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကျွန်မလည်းကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ဒီနေ့ဆွေးနွေးချင်တာလေးကတော့ multi polarity ပေါ့နော်ဟိုဟာလောလောအခုဆိုလို့ရှိရင်ကမ္ဘာ ဟိုပါဗောနိုင်ငံရေးစီးပွားရေးလုံခြုံရေးဖြစ်စဉ်တွေမှာဟိုတနိုင်ငံတွေကစိုးမိုးထားတဲ့အနေအထားတွေနောက်နှစ်နိုင်ငံလောက်ကစိုးမိုးထားတဲ့ unipolarity bipolarity ကနေပြီးတော့လွန်ခဲ့တဲ့10နှစ်လောက်ကစပြီးတော့ဗောနော် multipolarity ဆိုတာကိုကမ္ဘာနိုင်ငံတွေတော်တော်များလက်ခံလာကြရဲဗောနော်ဟိုပို့ပြီးတော့လည်းဒီအရွေးကိုရအောင်လို့တွန်းနေကြရဲဗောအဲအဲ့ဒီအချိန်မှာဒီအကြောင်းလေးကိုဆွေးနွေးနေတာပါဟုတ်ပထမအဦးဆုံးဒီ multipolarity ဗောနော်ဒါပြောလို့ရှိရင်လည်း multipolarization ဗောအဲကိုဒီ ပေါ့နော်ဘလို့နားလဲအောင်လို့ရှင်းပြလို့ရမလဲပေါ့နော်ဒီမြန်မာပြည်သူလူထုကြားမှာဒါကိုရှင်းရှင်းလင်းလင်းနဲ့နားလဲသွားအောင်လို့ပေါ့ဟုတ်ဟုတ်ဟိုပေါ့ရှင်ကျွန်တော်တို့ဟိုတိတ်အဝေးမသွားဘဲနဲ့လေဒုတိယကဘာစစ်ကနေစပြီးပြောလိုက်မှာပေါ့နော်ဒုတိယကဘာစစ်မှာဟိုအုပ်စုရင်းနှစ်စုရှိတယ်ပေါ့နော်တစ်ဖက်ကတော့နာစီဂျာမနီနဲ့နှစ်ဖက်စစ်ဂျပန်နဲ့ပေါ့ပြီးနောက်တစ်ဖက်ကကြတော့ မဟာမိတ်အဖွဲ့တွေပေါ့မဟာမိတ်အဖွဲ့ဆိုတာအင်္ဂလန်တို့အမေရိကန်တို့ရုရှားတို့ပေါ့နော်အဲ့လိုမဟာမိတ်အဖွဲ့တွေပေါ့ရှင်အဲဒုတိယကမ္ဘာစစ်ကအဲ့လိုဖြစ်တာပေါ့ဖြစ်တဲ့အခါကျတော့အဒုတိယကမ္ဘာစစ်မှာတော့အမေရိကန်နဲ့ဆိုဗီယက်ယူနီယံပေါ့အဲ့တော့တော့ရုရှားမဟုတ်သေးပေါ့နော်ဆိုဗီယက်ယူနီယံနဲ့အမေရိကန်နဲ့ကတကယ်ဟိုမဟာမိတ်အဲမှာတော့အင်္ဂလန်ကလည်းဒီကမ္ဘာဟိုပေါ့နေမိုဝင်အင်ပါယာနေနေဝင်ခံဒီအချိန်ပေါ့နော်အင်္ဂလန်အားနည်းလာတဲ့အချိန်အင်္ဂလန်ဝိုင်းကူကြရတာပေါ့နော် အင်္ဂလန်ကိုဝိုင်းကူတာအမေရိကန်နဲ့အမေရိကန်နဲ့ဟိုဒီဆိုဗီယက်ယူနီယံဝိုင်းကူပြီးမဟာမိတ်အဖွဲ့နဲ့တိုက်ကြတာပေါ့နော်နောက်ဆုံးတော့ဒီဖက်စစ်ဂျပန်နဲ့နာဇီဂျာမနီကကြာဆုံးသွားပြီးတော့မှဒီမဟာမိတ်ဖက်ကနိုင်တာပေါ့အဲအဲ့တော့ကတော့အတူတူလှုပ်လှုပ်ခဲ့တယ်ပေါ့နော်အဲ့ဒီအဲ့ဒီနောက်ပိုင်းမှာအမေရိကန်ဥဆောင်ပြီးတော့မှနေတိုးစစ်အုပ်စုပေါ့နော်အဲအဲ့ဒါဖွဲ့တယ်နောက်ဆိုဗီယက်ယူနီယံဥဆောင်ပြီးတော့လည်းအဲဝါဆောအုပ်စုဆိုတာဖွဲ့တယ်ပေါ့ရှင်အဲ့လိုဖွဲ့ပြီးတော့မှ ဲ့လိုဖွဲ့ပြီးတော့မှဟိုနှစ်ချမ်းကွဲသွားတယ်လို့ဖြစ်တာပေါ့အဓိကတော့ဝါဒပေါ်မူတည်တာပေါ့နော်အဲဆိုလို့ရှိရင်အမေရိကန်ကကြတော့ဒီဒီမိုကရေစီနဲ့ဈေးကွက်စီးပွားရေးစနစ်နဲ့တွားတဲ့အချိန်မှာအဲဆိုဗီယက်ယူနီယံဘက်ကကြတော့ဆိုရှယ်လစ်ဇင်နဲ့တွားတာပေါ့နော်ကွန်မြူနစ်လို့လည်းပြောလို့ရတယ်ဆိုရှယ်လစ်ပေါ့နော်အဲ့လိုတွားတာဆိုတော့ဟောဒါမူဝါဒမတူတဲ့ခါကြတော့ဒီမူဝါဒတိုက်ပွဲပေါ့မူဝါဒတိုက်ပွဲဆိုတော့အဲဒါကြောင့်မို့ကျွန်တော်တို့ကစစ်အေးကာလဆိုပြီးတော့မှဟိုဟိုပါပေါ့မူဝါဒအားပြိုင်မှုဖြစ်တာပေါ့ရှင် အဲ့ဒါကြောင့်မလို့တောင်းလေဟိုဂျာမနီနာစီဂျာမနီကစစ်ရှုံးတယ်စစ်ရှုံးတော့ဂျာမနီကိုလည်းအရှေ့ဂျာမနီအနောက်ဂျာမနီခွဲတယ်။နောက်ဂျာမနီရဲ့မြို့တော်ဖြစ်တဲ့ဘာလင်ကိုလည်းအရှေ့ဘာလင်အနောက်ဘာလင်ပေါ့နော်။အရှေ့အရှေ့ဂျာမနီနဲ့အရှေ့ဘာလင်ကိုတော့ဆိုဗီယက်ယူနီယံကဟိုဟိုဟာယူတာပေါ့နော်။အနောက်ဂျာမနီနဲ့အနောက်ဘာလင်ကိုကြတော့အဲအမေရိကန်ဘက်ကယူတာပေါ့။အဲ့လိုသဘောဖြစ်ခဲ့တာပေါ့။ အဲ့လိုမျိုးအဲ့ဒါကတော့ဒါဒုတိယကမ္ဘာစစ်အပြီးတဲ့အချိန်နေပေါ့ပြီးသွားတဲ့အချိန်နေ1945လောက်ပေါ့ရှင်အဲ့ဒါကနေစပြီးတော့မှဆိုဗီယက်ယူနီယံနဲ့အမေရိကန်နဲ့စစ်အေးအဲမူဝါဒတိုက်ပွဲပေါ့နော်စစ်အေးတိုက်ပွဲဖြစ်လာဖြစ်လာတာဟာ1989ကျတော့ဆိုဗီယက်ယူနီယံစပြီးပြိုလဲပါတယ်ရှင်ပြိုလဲပြီးမှတကယ်ပြီးပြီးပြင်းပြင်းပြိုလဲသွားတာတော့1991လောက်ပေါ့အဲ့မှာဘာလင်တိုင်းလည်းပြိုသွားတယ်ပေါ့ဘာလင်တိုင်းလည်းဖြိုလိုက်ရတယ်ပေါ့ဆိုအရှေ့ဂျာမနီနဲ့အနောက်ဂျာမနီလည်းပေါင်းသွားတယ် အရှိဘာလင်နဲ့အနောက်ဘာလင်လည်းပေါင်းသွားတယ်။ပေါင်းသွားပြီးတော့ဆိုဗီယက်ယူနီယံကလည်းအစိတ်စိတ်မောမောကွဲပြီးတော့မှဒီဆိုဗီယက်ယူနီယံရဲ့ဘေးနှခမ်းသားတွေပေါ့။အဲအဲ့ဒါတွေကွဲထွက်ပြီးတော့မှအထဲထဲမှာအလယ်မှာအကြီးဆုံးရုရှားဆိုပြီးကြံခဲ့ပြီးတော့မှနိုင်ငံအသေးလေးတွေကွဲကုန်တာပေါ့နော်။အလာဗီယာတို့အက်စတိုးနီးယားတို့ဟိုစသဖြင့်ပေါ့နော်။နောက်ဂျော်ဂျီယာတို့ကာကာဇက်စတန်ကာဂျစ်စတန်ကာဂျစ်ကစ္စတန်စသဖြင့်ပေါ့နော်။အာဒီနေ့ဟိုနာမည်ကြီးယူကရိန်းပေါ့နော်။အဲ့ဒါတွေကွဲထွက်သွားတာပေါ့။ အဲ့လိုမျိုးကွဲထွက်သွားတယ်ဆိုတော့ရှင်ခုနစစ်အေးကာလမှာတော့ပြိုင်နေပြီးတော့မှစစ်အေးကာလဆိုဗီယက်ယူနီယံကျဆုံးတဲ့အချိန်မှာအမေရိကန်ကနေပြီးတော့မှကမ္ဘာမှာတခုတခုတည်းသောဟိုဟိုဟိုပါရှင်အင်အားကြီးဆုံးနိုင်ငံ ဖြစ်ပြီးတော့မှကမ္ဘာကြီးရဲ့ကမ္ဘာဟိုပါ Global Affairs တွေပေါ့ကမ္ဘာရေးရာကိစ္စတွေကိုစီမံခန့်ခွဲတာပေါ့စီမံအုပ်ချုပ်တယ်အဲနောက်ပိုင်းမှာတော့ဟိုတိတ်ကိုဟိုဖြစ်လာတဲ့အချိန်မှာဟိုဟက်ဂျမနီပေါ့နော်ဒီဒီ ဘိုကြဆိုဘိုကြဆိုမိုးတာဘိုကြဆိုမိုးတာတွေပါဖြစ်လာတာပေါ့ပြအဲ့လိုဖြစ်လာပြီးတော့မှရုရှားလည်းတော်တော်လေးဟိုတစ်ကနေစခဲ့ရတဲ့သဘောပေါ့နော်ဒီပြုတ်ကွဲပြီးတော့မှရုရှားဆိုပြီးတော့စပြီးတော့မှနောက်တဖြည်းဖြည်းနဲ့အားကောင်းလာတာအခုချိန်ဆိုလို့ရှိရင်ဟိုရုရှားတခုတည်းမဟုတ်တော့ဘဲနဲ့ဟိုတရုတ်ကလည်းအရန်ချမ်းသာလာတယ်။နောက် economic super power ပေါ့နော်။စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လာတယ်။အဲစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လာတာနဲ့အမျှအာနည်းပညာတွေလည်းရှိလာတယ်။ အဲနောက်နောက်တစ်ခုကတော့စစ်အင်အားတွေလည်းတိုးချဲ့လာနိုင်တာပေါ့နော်အဲတပြိုင်နက်တည်းမှာလည်းအိန္ဒိယကလည်းအာဒါအခုဆိုလို့ရှိရင်ဒါကမ္ဘာမှာအကြီးဆုံးဒီမိုကရေစီအဲပြီးလို့ရှိရင်ဒါဟိုပေါ့ GDP growth ပေါ့နော်ဒီစီးပွားရေးဖွံ့ဖြိုးမှုအလျင်မြန်ဆုံးနိုင်ငံဆိုပြီးတော့အိန္ဒိယကလည်းထွက်ပေါ်လာတယ်ပေါ့နော်ဟိုဘက် ဟိုရုရှားကလည်းပြန်တကြော့ပြန်ပြီးတော့မှအားအင်အားကောင်းလာတယ်နောက်တစ်ခုကတော့နောက်ဟိုဟိုလက်တင်အမေရိကဘက်ကျတော့လည်းဘရာဇီးလိုဘာလို့ဟိုနိုင်ငံဧရိယာလည်းကျယ်တဲ့လူဦးရေလည်းများတယ်စသဖြင့်ပေါ့နော်အဲဒါမျိုးတွေတက်လာပြီးတော့မှဟို BRIC ဆိုတာပေါ့နော် BRICS ပေါ့နော်အဲ B ကတော့ဘရာဇီးပေါ့နော် R ကတော့ရုရှား BRIC I ကအိန္ဒိယ စီယချိုင်းနာနဲ့เนาะ S ကတော့ကြာတော့ South Africa ပေါ့ South Africa နဲ့เนาะ BRICS ဆိုပြီးပေါ်လာတယ်အဲပြီးလို့ရှင် Shanghai Organization Cooperation Organization SCO Shanghai Cooperation Organization SCO ပေါ်လာတယ်အဲ SCO ပေါ်လာတယ်ပြီးလို့ရှင်ဟိုဘက်ကြာတော့လဲ ဟိုအမေရိကန်ဥဆောင်တဲ့ G7 တို့ဘာလို့ရှိတာပေါ့နော်။ဟို G7 ရှိတယ်ဒီဘက်မှာလည်း BRICS ကရှိတယ်။နောက် BRICS မှာလည်းဟိုတန်းစီပြီးတော့မှဝင်လာကြတာပေါ့နော်။ဝင်လာကြပြီးတော့မှကဘာကြီးမှာအင်အားကြီးနိုင်ငံတခုတည်းမဟုတ်တော့ဘဲနဲ့အင်အားကြီးနိုင်ငံ၄၅ခုပေါ့ကနေဥဆောင်ပြီးတော့မှကဘာကိစ္စတွေကိုဆောင်ရွက်လာတာပေါ့နော်။ဆောင်ရွက်လာဖို့တာဆူနေတဲ့အချိန်ပေါ့နော်။ဟိုတဖြည်းဖြည်းတော့ရောက်လာပြီ။သို့တော်လည်းအဲသို့တော်လည်း ဘာလို့နေရလဲဆို multipolarity ဆိုတာပေါ့နော် multipolarity ဆိုတာအင်အားကြီးနိုင်ငံတွေတော့စုံလာပြီ၄၅ခုရှိလာပြီဒါပေမဲ့ကမ္ဘာကြီးက multipolar world ဖြစ်လာတယ် multipolar world ဖြစ်လာတဲ့အချိန်မှာပထမကမ္ဘာစစ်ပြီးတော့ကျွန်တော်ကနိုင်ငံပေါင်းချုပ်အသင်းကြီးပေါ်တယ်ပြီးတော့ဒုတိယကမ္ဘာစစ်ပြီးတော့အဲဒီနိုင်ငံပေါင်းချုပ်အသင်းကြီးကနေကမ္ဘာကုလသမဂ္ဂဆိုပြီးတိုးမြင့်ဖွဲ့စည်းတယ်ပေါ့နော်ဒါဒီပါလဲဆိုလို့ရှိရင်ကမ္ဘာအရေးအရာတွေကိုဟိုဟိုပါပေါ့နော် rule based international order ပေါ့ဆိုလို့ရှိရင်နိုင်ငံတကာရေးရာမှာစီမင်းစည်းကမ်းတွေကိုလိုက်နာဖို့လို့အတွက်စည်းကမ်းတွေတတ်မှတ်ပြီးတော့မှနိုင်ငံတွေကလိုက်နာခြင်းအဖြစ်နိုင်ငံတစ်ခုနဲ့တစ်ခုမလိုလားအပ်တဲ့အဲဒီထိတ်တိုက်ရင်ဆိုင်မှုတွေဘာတွေမရှိတာမရှိအောင်ပေါ့နော်အဲပထမကဘာစစ်နဲ့ဒုတိယကဘာစစ်ကိုတင်ကန်းစာယူပြီးတော့မှနိုင်ငံအသေးတွေလည်းစုဖွဲ့တယ်နိုင်ငံအကြီးတွေကလည်းနိုင်ငံအသေးတွေကိုအနိုင်ကျင့်လို့မရအောင်ကမ္ဘာကုလသမဂ္ဂဆိုတာဖွဲ့တယ်ပေါ့နော်။နောက်အဲ့ဒါအကောင်းဆုံးကမ္ဘာကုလသမဂ္ဂရဲ့အကောင်းဆုံးဥပမာဘာလဲဆိုလို့ရှိရင် 1963ပေါ့1963ကျတော့စစ်ဧကလာပေါ့စစ်ဧကလာမှာဆိုဗီယက်ယူနီယံကနေပြီးတော့မှအဲသူနဲ့မိတ်ဖက်ဖြစ်တဲ့ကျူဘာမှာပေါ့ကျူဘာမှာတွားပြီးတော့မှဒီဒီနျူကလ িয়ার ဟိုဒီနျူကလ িয়ার နဲ့ပတ်သက်တဲ့စစ်လက်နက်ပစ္စည်းတွေတတ်ဆင်မယ်ဆိုတော့အမေရိကန်တင်းကျင်းမခံဘူးပေါ့ဘာသူနဲ့သူနဲ့အရန်နီးတဲ့နေရာမှာသူ့ရဲ့ရန်သူရဲ့နျူကလ িয়ার ဟိုဘာပေါ့စစ်လက်နက်ပစ္စည်းတွေလာတတ်ဆင်တာ ဟိုဟိုကမဖြစ်ဘူးပေါ့နော်လက်မခံဘူးဆိုပြီးတော့မှအရန်ကြီးတင်းမာပြီးတော့အငင်းပွားကြတာပေါ့နော်ဟိုပါပေါ့တကယ်တမ်းအဲ့တုန်းကဒါမတားဆီးနိုင်ခဲ့လိုက်လို့ရှင်အဲ့တုန်းကတတ္တရကဘာစစ်ဖြစ်နိုင်တာပေါ့နော်သို့တော်လည်းအဲ့တုန်းကအဲကျွန်တော်တို့ဒီကုလသမဂ္ဂရဲ့အထွေထွေအတွင်းမူကျွန်တော်တို့မြန်မာနိုင်ငံသားပေါ့နော်ဥတန်းကနေပြီးတော့မှဖြည့်ရှင်းပေးလိုက်တာပေါ့ဖြည့်ရှင်းပေးလိုက်တဲ့အခါကျတော့ဟိုဒီကျူဘာကနေကျူဘာမှာလဲဆိုဗီယက်ယူနီယံကသူ့ရဲ့နျူကလ িয়ার ဆစ်လက်နက်ပစ္စည်းတွေမတတ်ဆင်တော့ပါဘူးဆိုပြီးတော့မှ ဟိုရှော့လိုက်တာပေါ့နော်ဟိုဆိုဗီယက်ယူနီယံကလည်းရှော့လိုက်တာပေါ့ရှင်အဲ့လိုရှော့လိုက်တဲ့အချိန်ကျတော့ဒုတတိယကမ္ဘာစစ်ဖြစ်မြန်မာဖြစ်တော့ဘူးပေါ့အဲ့ဒါဆိုရင်ဒါကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေလည်းအဲဒါဂုံယူစရာတစ်ခုပေါ့နော်ကမ္ဘာကမ္ဘာမှာဒုက္ခအများကြီးပေးမဲ့တတိယကမ္ဘာစစ်ကိုဖြစ်နိုင်တာကိုတားဆီးနိုင်ခဲနိုင်တဲ့အဲကမ္ဘာကုလသမဂ္ဂရဲ့အထွေထွေတွေးရေးမှူးချုပ်ကမြန်မာနိုင်ငံသားဥတ္တန်ဖြစ်တယ်ဆိုတာပေါ့နော်ဒါကတကယ်ကိုဂုံယူစရာကိစ္စဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ နောက်ပြောပေါ့နော်ဒီ multi polarity multi polarization ပေါ့နော်အဲ့လိုမျိုးပြောလိုက်လို့ရှိရင်ဒါကျွန်မပြောတာမဟုတ်ဘူးရှင်ဒီ Munich security report 2025ပေါ့နော်ပြီးခဲ့တဲ့ February လောက်ကထွက်တဲ့အဲ့ report မှာဆိုလို့ရှိရင်ဘာပြောလဲဆိုတော့အော်ဗောနိုင်ငံတွေခြားထဲမှာ multi polarity ကိုမြင်နေတဲ့အမြင်တွေမတူကြဘူးပေါ့နော်။တွားနေတဲ့ approach တွေလည်းမတူကြဘူး။အထူးသဖြင့်တော့ဒီ G7 နိုင်ငံအုပ်စုတွေရဲ့ BRICS နိုင်ငံအုပ်စုတွေရဲ့ဂျာမာဆိုလို့ရှိရင်ကြီးမားတဲ့ကွာဟာချက်ပေါ့နော်။ multi polarity က 话不咯。Wow, bon ောင်းတဲ့အမြင်ပေါ့ optimistic view နဲ့ကြည့်တာကအများသောအဖြစ်က BRICS နိုင်ငံကလူတွေကကြည့်ကြတယ်။အဲဘာလို့လဲဆိုတော့ multipolarity ဆိုလို့ရှိရင်ဒါ cooperation ကောင်းလာကြတယ်။ခုနကအန်တီပြောတဲ့ဒီ global affairs တွေမှာဟောပေါ့နော် all inclusive ပေါ့အားလုံးပါဝင်နိုင်တယ်။နောက် equality ရှိတယ်ဆိုတဲ့ဟာမျိုးတွေနဲ့ညင်ကြတယ်ပေါ့နော်။ဒါပေမဲ့ G7 နိုင်ငံတွေကကြတော့မဟုတ်ဘူး။သူတို့ရဲ့ power ကိုချိန်ချောက်လာတယ်။ဟောပေါ့နော်ချိန်ချောက်မှုတစ်ခု challenge တစ်ခုလို့သူတို့မြင်တယ်။နောက်တစ်ခုကသူတို့ရဲ့ဟောပေါ့နော် excuse တွေမှာဘာတွေပါလာလဲဆိုလို့ရှိရင် ဒီ multipolarity လို့သွားမယ်ဆိုလို့ရှိရင် conflict တွေဖြစ်လာနိုင်တယ်။ဒီအခါကျတော့ပူးပေါင်းဆောင်ရွက်မှုတွေအတွက်ကိုဟောပါတော့ risk တွေပေါ့နော်။အာအဲ့လိုမျိုးပေါ့နော်။အတားအဆီးတွေ risk တွေနောက် barriers တွေရှိလာနိုင်တယ်ဆိုပြီးတော့တို့ကတော့ဒါဟောပါတော့ပြောကြတာပေါ့။နောက်အဲ့လိုမျိုးပဲ China နဲ့ US နဲ့ကလည်းအမြင်မတူကြဘူး China ဆိုလို့ရှိရင်ဒါသူအများနဲ့အရေးဆိုတဲ့စကားမှာပါပါတယ်ဆိုတော့နိုင်ငံတွေအားလုံးက ဟိုပါတော့ equality ရှိရမယ်အာနိုင်ငံတွေအားလုံးမှာ opportunity တွေတူရမယ်ပြီးတဲ့ခါကျတော့ဟိုပါတော့အကျိုးစီးပွားတွေဆိုတာမျှဝေရမယ်ဆိုပြီး तू ကဒီဘက်ကိုအမြဲတမ်းတောက်လျှောက်ဟိုပါတော့အရေးဆိုတယ်ပေါ့နော် advocate လုပ်တယ်ဒါပေမဲ့ American ရဲ့အပိုင်းအကြတော့သူတို့ပြောလိုက်တာကြီးကြီးလိုက်ရင်မြင်သာတဲ့ anti ရဲ့ဟိုပါတော့ multipolarity ဆိုတာကဒီ American ရဲ့အာ imperialism ပေါ့နော် American ရဲ့အာ ဟိုပါဘောနော်ဗိုလ်ကြဆုံးမရေးပေါ့ဟေဂျီမိုနီတွေပေါ့အဲ့ဟာတွေကိုချိန်ချောက်တဲ့အမြင်ဆိုပြီးတော့အမေရိကန်ထောင်းလျှောက်ပြောနေတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးလဲအန်ဒီကဒီမတူတဲ့အမြင်လေးနှစ်ခုကိုနည်းနည်းလေးအန်ဒီရောဘလို့ဆွေးနွေးခြင်းလဲရှင်းဟုတ်ဟုတ်ဟိုအဓိကတော့ဒီအမေရိကန်ကသူကအဲယူနီပိုလာဝေါ်တုံးကသူသူတက်ရောက်တဲ့ဗိုလ်ကြဆုံးမခဲ့ရတဲ့အဲ့အခြေအနေကိုသူကကုံဆုံးသွားမှာကိုသူကကာကွယ်နေရတာပေါ့နော်အဲဒါပေမဲ့လဲဟိုကာကွယ်လို့မရတော့တာအကြတော့လေတခြားနိုင်ငံတွေကလည်းအပြိုင်ပြိုင်အရန်ရန် အဲတက်လာတာပေါ့နော်လူဦးရေအားဖြင့်စီးပွားရေးအင်အားအားဖြင့်နောက်နီးပညာဆက်လက်နဲ့အင်အားပေါ့နော်ဒါတွေကအပြိုင်ဆိုင်နေဖြစ်လာကြတာပေါ့ဖြစ်လာကြတဲ့အခါကျတော့အမေရိကန်ကနောက်ဆုံးတော့အခုအချိန်ထိတော့သူကကမ္ဘာမှာ GDP အားဖြင့်တိုင်းရင်တော့နံပါတ်1ပေါ့နော်နံပါတ်1ဖြစ်နေတယ်အဲသူနဲ့ဒုဟာပေါ့ဒုတိယလိုက်တာကတော့တရုတ်ဖြစ်နေတော့တရုတ်ကိုတအားမဲပြီးတော့မှအဲဒါကတဘာဝအဖြစ်မြင်နိုင်တယ်ပေါ့နော်နံပါတ်1တမားကနံပါတ်2တမားကိုတအားရန်လုံနေတာပေါ့ ရန်လုတ်တာလည်းဟိုနိုင်ငံကြီးချင်းချင်းထိတ်တိုက်တွေ့တာမျိုးမဟုတ်ဘဲနဲ့နိုင်ငံအသေးတွေကိုအသုံးပြုပြီးတော့မှရန်လုတ်တာပေါ့နော်။နောက်ဥပမာပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရုရှားနဲ့အင်အားကြီးလာတယ်။ရုရှားအင်အားကြီးလာတာဘယ်သူကကြောက်လဲဆိုရုရှားနဲ့နီးတဲ့အဲယူရိုပကကြောက်တယ် EU ကကြောက်တယ်။ဒါ EU ဒီနေတိုးအဖွဲ့ဝင် ဖြစ်တယ်။အဲဖြစ်တယ်ပေါ့နော်။ဖြစ်တဲ့အခါကျတော့ဒီဒီနေတိုးရဲ့ဟိုအဝန်အဝိုင်းကိုကြီးအောင်လုပ်မယ်ပေါ့နော်။အဲကြီးအောင်လုပ်မယ်ဆိုတဲ့အချိန်မှာအဲဒါကျွန်တော်တို့ဥပမာယူရမှာ ရုရှားနဲ့ယူကရိန်းကိစ္စပေါ့နော်ရုရှားနဲ့ယူကရိန်းကိစ္စဆိုရုရှားကိုအမေရိကန်ကတက်တက်လှုပ်တာမဟုတ်ဘူး EU ကလည်းတက်တက်လှုပ်တာမဟုတ်ဘူးဒါပေမဲ့ယူကရိန်းကိုချကျွေးလိုက်တာပေါ့ယူကရိန်းယူကရိန်းကိုချကျွေးလိုက်တယ်ဆိုတော့ခုနကနဲ့ပြောင်းပြန်ပြန်စဉ်းစားလို့ရှိရင်အဲရုရှားဘက်ကကြည့်လို့ရှိရင်လည်းအဲ NATO NATO ကိုရုရှားကဝင်မယ်လို့အရင်တော့ပြောခဲ့ဘူးတယ်ဒါပေမဲ့ NATO ကိုဝင်ဖို့ရုရှားကို ဟိုခွင့်မပြုခဲ့ဘူးပေါ့နော်ခွင့်မပြုခဲ့ဘူးဒါပေမဲ့ဒါဆိုနေတိုးကိုသူဝင်လို့ဝင်မဝင်ရရင်လည်းအ ਨੇ ဆုံးတော့ဒီနေတိုးနိုင်ငံတွေကသူရုရှားနဲ့နီးနီးလောင်အရှိတ်ဘက်ကိုတိုးတိုးလာတာမျိုးပေါ့နော်အရှိတ်ဘက်ကိုချက်ချက်လာတာမျိုးမလုပ်ရဘူးဆိုတော့ဂရိကဝတ်ကရှိထားတယ်အဲ့ဒီဂရိကဝတ်ကိုချိုးဖောက်ပြီးတော့မှနေတိုးကနေပြီးတော့မှယူကရိန်းကိုဟိုဒါဟိုပါပေါ့နော် ယူကရိန်းကို NATO နဲ့ပေးဝင်မယ်ဆိုပြီးတော့မှလောက်တယ်ပေါ့နော်ယူကရိန်းကလည်းဝင်ချင်တယ်ဟိုဘက်ကလည်း NATO ကလည်းယူကရိန်းကို NATO နဲ့ပေးဝင်ဖို့လို့အတွက်စဉ်းစားနေတယ်ဆိုတဲ့အချိန်မှာရုရှားကမခံတာပေါ့နော်ဆိုလို့ရှိရင်အဲ့လိုအလားတူဘယ်မှာဖြစ်ခဲ့လဲဆိုလို့ရှိရင်2008ဂျော်ဂျီယာပေါ့2008ကလည်းအဲ့လိုပဲဂျော်ဂျီယာကလည်းဆိုဗီယက်ယူနီယံနေပက်ထွက်သွားပြီးတော့မှဂျော်ဂျီယာဆိုတဲ့နိုင်ငံပေါ့နော်ဆိုလို့ရှိရင်အဲဂျော်ဂျီယာကလည်း2008တုန်းက NATO နဲ့ဝင်မယ်ဆိုတော့ ရုရှားဝင်ပြီးတိုက်လိုက်တာတပတ်နဲ့ပဲ decisive war ပေါ့နော်ဒါနိုင်ငံအကြီးနဲ့နိုင်ငံသေးသေးလေးနဲ့စစ်ဖြစ်ကြတဲ့အချိန်မှာနိုင်ငံအသေးလေးကတပတ်တွင်စစ်ရှုံးသွားတာပေါ့ဟိုအရှုံးအရှုံးနိုင်ပေါ်သွားတာပေါ့အဲ့ဒါကိုသင်္ကန်းစာယူပြီးတော့မှ NATO ကဒီတခါတော့ယူကရိန်းမှာနော်ယူကရိန်းက2014တုန်းကဟိုပါဖြစ်ခဲ့ပါတယ်ရှင့် rest regime change operation ပေါ့နော်ဟိုပါပေါ့သူတို့သူတို့အစိုးရပြောင်းလဲဖြစ်ခဲ့တယ်အဲ့ဒီတုန်းကအစိုးရကလည်း အဲဒါရွေးကောက်ခံအစိုးရပဲဒါပေမဲ့အဲယူကရိန်းသမ္မတသည်ရုရှားဘက်ကိုရိမ်းတာပေါ့နော်ရုရှားဘက်ရိမ်းပြီးနေတိုးမဝင်ဘူးရုရှားနဲ့ပြေးလည်အောင်နေမယ်အဲဒီသမ္မတကလိမ့်မပါနတ်တယ်လို့ပြောရမှာပေါ့နော်အဲဘာဖြစ်လို့လဲဆိုရင်ရုရှားဒီနိုင်ငံကြီးဖြစ်တယ်ပြီးကိုနဲ့အိန္ဒိနာချင်းနိုင်ငံဖြစ်တယ်အဲပြီးလို့ရှိရင်လည်းဒီရုရှားနဲ့ကပ်နေတဲ့ယူကရိန်းမှာနေတဲ့သူတွေကလည်းရုရှားဘက်ရိမ်းတာပေါ့နော် ဲ့လိုရင်းတဲ့ခါကျတော့ဒါရုရှားနဲ့တက်အောင်နေမယ် neutral state အနေနဲ့ပေါ့နော်ဘဲမလိုက်နိုင်ငံအနေနဲ့နေမယ်ဆိုတာဒါလေးကကောင်းပါတယ်ရှင်အဲ့လိုကောင်းနေတဲ့အခြေအနေကိုဒီသမရဝမလို့ကျင်တော့တဲ့ခါကျတော့ယူကရိန်းမှာ2014တုန်းက အဲဒီဒီစစ်တပ်ကအာဏာဝင်သိမ်းအောင်အခြေအနေဖန်တီးလိုက်တယ်ပေါ့နော်ဖန်တီးပြီးတော့မှသမရဇီလန်စကီလက်ထက်မှာတော့ယူကရိန်းကနေတိုးဝင်မယ်လို့ပြောလိုက်တဲ့အချိန်မှာအဲရုရှားကလည်းအဝင်မခံဘူးပေါ့နော်ခုနကအဲကျွန်မအမေရိကန်နဲ့ကျူဘာနဲ့ဥပမာလိုပေါ့နော်ဒီအမေရိကန်ကနဲ့ရန်နီးတဲ့ကျွန်းလေးဖြစ်တဲ့ကျူဘာနိုင်ငံမှာသူ့ရဲ့ရန်သူဖြစ်တဲ့ဆိုဗီယက်ယူနီယံရဲ့နျူကလ িয়ার ဒီလက်နဲ့စစ်လက်နဲ့ပစ္စည်းတွေလာပြီးအမြောက်တွေတတ်ဆင်တာကိုမခံတလို့ပဲပေါ့နော်ဆိုလို့ရှိရင်ရုရှားကလည်းသူနဲ့နေတိုးနဲ့ကြားထဲမှာဂရိရှိထားတယ်ဟိုဟာပေါ့နော်ဒီအရှိတ်ကိုမတိုးလာရအောင်အရှိတ်ကိုမတိုးလာရအောင်သူနဲ့နီးအောင်မလာရအောင်ပေါ့နော်အဲ့လိုလှုပ်ထားတာကိုဂရိကိုလည်းချိုးဖောက်တယ်ပြီးလို့ရှိရင်ယူကရိန်းကနေတိုးနိုင်ငံဖြစ်သွားတဲ့အချိန်ကြလို့ရှိရင်နေတိုးအဖွဲ့ဝင်ဖြစ်သွားရင်အဲ့နေတိုးအဖွဲ့နေတိုးကကြတော့နျူကလ িয়ার ပိုင်တဲ့ ဟိုဟာပေါ့နော်စေအုပ်စုဖြစ်တဲ့ခါကျတော့သူနျူကလ িয়ার ဝေပန်နေနျူကလ িয়ার ဆစ်လက်နဲ့ပစ္စည်းအမြောက်တွေကယူကရိန်းထိရောက်လာမယ်ဆိုဒါသူ့ကိုလာချိန်ချောက်တာပဲလို့ယူဆပြီးတော့မှရုရှားကနေပြီးတော့မှစစ်ပြူတာပေါ့နော်အဲဒီဟာတွေဂရိကဝတ်တွေချိုးဖောက်လို့အဲဆိုတဲ့ခါကျတော့ဒီလိုမျိုးလေးဟိုပေါ့ဒီဒီအဓိကကတော့ရုရှားကိုလှုပ်ချင်တာရုရှားကိုတည့်တည့်မလှုပ်ဖက်နဲ့ယူကရိန်းကိုချချွေးတာပေါ့နော် ိုလို့ရှိရင်ကျမကလည်းခုနပထဝီကမ္ဘာပထဝီနိုင်ငံရေးလို့ပြောလို့ရှိရင်ခုနလို့ပေါ့နော်ကမ္ဘာမှာနံပါတ်1နဲ့နံပါတ်2ကအကြီးကျယ်ပြိုင်နေကြတဲ့အချိန်မှာကျမတို့ကတရုတ်ရဲ့အိန္ဒိနာချင်းနိုင်ငံဖြစ်တယ်အဲတရုတ်ကိုဝိုင်းပြီးထိန်းချုပ်ထားမယ်ဆိုတဲ့ဟာပေါ့နော်တရုတ်ရဲ့ပတ်ဝန်းကျင်နိုင်ငံတွေကနေတဆင့်တရုတ်ကိုဟိုထိန်းချုပ်ထားမယ်တရုတ်ထွက်ပေါက်မရှိအောင်လုပ်မယ်ဆိုတဲ့ဟာပေါ့နော်အဲအဲ့လိုမျိုးဟိုဟာမဟာဗျူဟာရှိနေတာပေါ့ဒါရှိနေတဲ့အခါကျတော့ကျမတို့ကိုဟို ယူကရိန်းကိုရုရှားကိုလှုပ်ချင်တော့ယူကရိန်းကိုတုံးတယ်လို့ပဲအဲတရုတ်ကိုထိန်းချုပ်ချင်လို့ကျမတို့မြန်မာနိုင်ငံကိုအတုံးချမယ်ဆိုတဲ့ဟာလေဒါလဲကျမတို့ကကြောက်စရာတစ်ခုဖြစ်လာတာပေါ့နော်ကျမတို့မြန်မာနိုင်ငံသူနိုင်ငံသားတွေတော့အဲ့ဒါကြောင့်မလို့ဟိုအိမ်တွင်းရေးပြည်တွင်းရေးဒါလဲအရေးကြီးပါတယ်ရှင်ပြည်တွင်းရေးပြည်တွင်းနိုင်ငံရေးဆိုလို့ရှိရင်ဘယ်လောက်ထိနိုင်ငံရေးဆိုတာဘယ်လောက်ထိပါလဲဆိုရင်အိမ်ရှင်မတယောက်ရဲ့မိဘကြောင့်ထိနိုင်ငံရေးဆိုတာပါတာပေါ့နော်အဲသို့တော်လဲအဲကို့မိဘကြောင့်မှရှိတဲ့ အနိုင်ငံရေးကိုကအရေးကြီးတယ်လို့ပဲနိုင်ငံတကာမှာဖြစ်နေတဲ့နိုင်ငံတကာရေးရာတွေကိုလည်းသိတဲ့နာပေါ့နော်အဲ့လိုသိမှသာလေကဘာကြီးကဘာဖြစ်နေလဲဆိုရင်နံပါတ်1နဲ့နံပါတ်2ဖြစ်တဲ့အမေရိကန်နဲ့တရုတ်နဲ့အကြီးကျယ်ဖြစ်နေတဲ့အချိန်မှာတရုတ်ကတော့ခံစစ်လိုမျိုးပေါ့နော်အမေရိကန်ကတော့နှီးမျိုးစုံနဲ့နှီးမျိုးစုံနဲ့ဥမာတရုတ်ရဲ့အိမ်နီးနားချင်းနိုင်ငံတွေပေါ့အများကြီးရှိမှာပေါ့၁၄၅နိုင်ငံအဲရှိမှာပေါ့၁၅နိုင်ငံအထက်ရှိမှာပေါ့အဲ့ထက်မှာမှအဲကျမတို့သုံးတယ် ပြီးရင်ပါကစ္စတန်ကိုသုံးမယ်အဲပြီးလို့ရှိရင်ထိုင်ဝမ်ကိုသုံးမယ်အဲဒီပတ်ပတ်လဲပေါ့နော်အဲပြီးလို့ရှိရင်ဟိုပါပေါ့ဖိလစ်ပင်းပေါ့နော်ဖိလစ်ပင်းကတော့မြေချင်းထိနေတာမဟုတ်ဘူးအရေချင်းထိနေတာပေါ့နော်ဆိုလို့ရှိရင်တောင်တရုတ်ပင်လယ်ကိုသုံးမယ်ပေါ့နော်စသဖြင့်အဲ့လိုသုံးပြီးတော့မှတရုတ်ကိုဝိုင်းပြီးတော့မှဟိုဟာဖြစ်တာပေါ့နော်ပြီးလို့ရှင်နေတိုးရဲ့မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ဂျပန်တို့တောင်ကိုရီးယားတို့ကလည်းဒီအာရှတိုက်မှာရှိတယ်တရုတ်နဲ့မျက်နှာချင်းဆိုင်ပေါ့နော်ပင်လယ်ရဲ့ဟိုဘက်ကန်ဒီဘက်ကန် မျက်နှာချင်းဆိုင်မှာရှိနေတော့ဟိုတရုတ်ကိုအဲ့လိုဝိုင်းပတ်ထားပြီးတော့မှထိမ့်ချုပ်တဲ့အဲမူဝါဒကိုသူကလှုပ်ထားတာပေါ့နော်အဲ့လိုလှုပ်ထားတယ်စီးပွားရေးအရာလည်းထိတ်တိုက်တွေ့တာတွေရှိတယ်အဲပြီးလို့ရှိရင်စစ်ရေးအရာထိတ်တိုက်တွေ့ဖို့ကြတော့တအားအန်ဒီရကြီးတဲ့ခါကြတော့အဲကျမတို့လိုနိုင်ငံတွေတုံးတာပေါ့ဆိုလို့ရှိရင်ကျမတို့နိုင်ငံကလည်းဟိုအရန်သေးတဲ့ထဲမှာလည်းမပါဘူးပေါ့နော်ဆိုလို့ရှိရင်တရုတ်ရဲ့ပတ်ပတ်လည်းနိုင်ငံတွေမှာလည်းနိုင်ငံထဲမှာလည်းကျမတို့ကဟိုနိုင်ငံမသေးဘူးပေါ့နော်ဟိုကျမတို့ကလူဦးရေတန်း90ကျော်ရှိတယ်မြေအေရီးယားလည်းကျယ်တယ်ပြီးလို့ရှိရင်တရုတ်ရဲ့ ဒီအနောက်ဘက်ထွက်ပေါက်လည်းဖြစ်တယ်ဖြစ်တဲ့အခါကျတော့ဒါပထဝီနိုင်ငံရေးအရာမြန်မာနိုင်ငံကတရုတ်တို့အရေးကြီးနေတယ်အဲ့ဒါကြောင့်မလို့မြန်မာနိုင်ငံပြည်တွင်းမှာမငြိမ်မသက်ဖြစ်ခြင်းအားဖြင့်တရုတ်ကိုပိတ်ဆို့လို့ရမယ်ဆိုပြီးတော့မှအဲတရုတ်ကိုလှုပ်ချင်တာကျမတို့ကိုတုံးတာပေါ့နော်အဲတရုတ်ကိုထိကိုက်ထိပါချင်တာကျမတို့ကနေတဆင့်အဲထိပါတာပေါ့နော်အဲ့ဒါကြောင့်မလို့ပြည်တွင်းမှာအဲဘာကြောင့်ပြည်တွင်းလက်နက်ကိုင်တွေဒီလောက်တောင်အားကောင်းလာလဲဆိုလို့ရှိရင်အဲဒါသူ့ဟာသူ့ဆိုအားမကောင်းနိုင်ပါဘူးနိုင်ငံတကာကနေပြီးတော့မှာ အာဒီဘောပေါ့ backup လုပ်တာပေါ့နော်နိုင်ငံတကာထောက်ပံ့မှုတွေနိုင်ငံတကာစစ်လက်နက်ပစ္စည်းရောင်းပေးတာတွေပြီးလို့ရှင်သူတို့စစ်တင်နန်းတွေလာပေးတာတွေစသဖြင့်ပေါ့နော်ငွေလိုထောက်ပံ့နေအမျိုးစုံပေါ့ပုံစံမျိုးစုံနဲ့ထောက်ပံ့တာတွေပေါ့နော်နောက်အဲ့ဒါတွေအဲ့ဒါကြောင့်မလို့ဒီဟိုပါပေါ့ရှင်ဒီဒီလေလိုင်းပေါ်ကအစိုးရပေါ်လာတာတို့ဘာလို့ဆိုတာဒါမြန်မာနိုင်ငံကလူက ကိုကိုအင်ကိုအားနဲ့ဆိုမလုံနိုင်ဘူးလေဒါရှင်းတာပေါ့နော်ကိုအင်ကိုအားနဲ့ဆိုမလုံနိုင်ဘူးဒါပေမဲ့လက်ခံထားတဲ့လူရှိတယ်အဲထောက်ပံ့ထားတဲ့လူရှိတော့လုံနိုင်တာပေါ့နော်ဆိုလို့ရှိရင်အဲ့ဒါကြောင့်မို့ကျွန်မမြန်မာနိုင်ငံသူနိုင်ငံသားတွေကိုပြောချင်တာဒီ multipolar war ကြီးဖြစ်နေတဲ့အချိန်မှာအခုနဟိုပါပေါ့အိန္ဒိယလည်းတက်လာတယ်သို့တော်လည်းအိန္ဒိယတော့ဒီမိုကရေစီဖြစ်တဲ့အတွက်အိန္ဒိယကိုတော့ US ကသူ့ဘက်ကလူလို့သဘောထားထားပြီးတော့မှတရုတ်ကို တရုတ်ကို balance လုပ်ထားတာပေါ့နော်တရုတ်ကလှုပ်လို့မရအောင်အိန္ဒိယကိုလည်းသူ့ဘက်ပောင်းလုပ်ထားတယ်အဲ့အဲ့လိုလေးသဘောပေါ့နော်အဲလှုပ်ထားပြီးတော့မှနောက်ပါကစ္စတန်ဆိုလို့ရှိရင်လည်းပါကစ္စတန်ကလည်းဒုတိယဟိုပါပေါ့အထွက်ပေါက်ပဲပင်လယ်ဘက်ထွက်ပေါက်ပဲသူအနောက်ပေါက်ပေါ့နော်ဆိုလို့ရှိရင်ကျမတို့ကပုံနီးတယ်ရခိုင်ဘက်ကထွက်ရင်ကျမတရုတ်ကနေရခိုင်ဘက်ကနေထွက်ရင်ပင်လယ်ထွက်ပေါက်ပုံနီးတယ်အိန္ဒိယသမုဒ္ဒရာပေါ့နော်ဟိုဘက်ကတော့ပုံဝေးတယ် ပို့ဝေးတယ်ပို့ကုန်ကြစေများတာပေါ့နော်အဲဆိုတဲ့ခါကျတော့ကျမတို့ကိုကျမတို့ပြည်တွင်းမှာအဲ့လိုပြည်တွင်းမှာဒါဟိုဟာပေါ့ရှင်ကိုလိုနီခေတ်ကရခဲ့တဲ့အမွေဆိုးပေါ့နော်ဟိုကောင်းတာတွေလည်းအများကြီးရခဲ့ပါတယ်ဟိုစနစ်တို့ပါတို့လေဟိုဒါဟိုဟာပေါ့အုတ်ချုပ်ရေးစနစ်တွေစသဖြင့်ပေါ့ရုံးလုံးထုံးလုံးနီးတွေဟိုတကယ်ကိုကောင်းတာတွေလည်းရခဲ့တာရှိပါတယ်အဲသို့တော်လည်းအဲဒီလိုကိုလိုနီရဲ့အမွေဆိုးကတော့ဒါတယောက်နဲ့တယောက်တိုင်းရင်းသားမောင်နှမအချင်းချင်း ချစ်ချင်ရင်းနှီးမှုပြက်ပြားပြီးတော့မှသွေးခွဲခံထားရတာပေါ့နော်အဲ့ဒါတွေကအခုနောက်ပိုင်းမှာပို့ပြီးအချိန်ကောင်းလာတာကတကယ်တမ်းဆိုရင်တော့ဟိုဘာကိုပြနေလဲဆိုလို့ရှိရင်အမေရိကန်နဲ့တရုတ်ပြိုင်ဆိုင်မှုအချိန်ကောင်းလာတာနဲ့အမျှအကျွန်တော်ပြည်တွင်းမှာရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ရဲ့ဒီ arm conflict ပေါ့နော်ဒီလက်နက်ကိုင်ပြိပက္ခတွေပို့ပြီးအားကောင်းလာတာပေါ့နော်အဲ့ဒါတွေကအဲဒီဒီကဘာကဘာဒီအခြေအနေပြောင်းလဲတာနဲ့အမျှ ကျွန်တော်တို့ပြည်တွင်းရေးကိုလည်းရိုက်ခတ်တယ်ပြည်တွင်းရေးကိုရိုက်ခတ်တဲ့အချိန်မှာနောက်ဆုံးဒီအင်ရှင်မတွေရဲ့မိဘကြောင့်လည်းထိရိုက်ခတ်တယ်ဆိုတာပေါ့နော်။နောက်အဲ့ဒါကြောင့်မို့ကို့မိဘကြောင့်လည်းကိစ္စပဲကွက်ကွက်လေးမကြည့်ပဲနဲ့ အဲကဘာအရေးခင်းညို့ကြည့်ဖို့လိုတာပေါ့နော်။နောက်အဲ့ဒါကြောင့်မလို့ကျမဟိုမေကွန်ဟိုလေအင်တာဗျူးမယ်ဆိုတော့ကျမဝန်ဝန်မြောင်ဝန်တာလက်ခံတာဖြစ်ပါတယ်ရှင်။ဒါကျမတို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအဲသိတဲ့နဲ့အချက်ဖြစ်ပါတယ်။အမြင့်ကျဲကျဲထားပြီးတော့မှကဘာရေးရတွေကိုလည်းသိပြီးတော့မှကဘာမှာဒီလိုကြီးဖြစ်နေတဲ့အတွက်ကျမတို့မြန်မာနိုင်ငံကိုဒီလိုတက်ရောက်မှုတွေရှိတယ်။ဒီလိုတက်ရောက်မှုတွေကြောင့်မို့ပြည်တွင်းမငြိမ်မသက်မှုတွေကပိုဆိုးတယ်။အဲပိုဆိုးတဲ့အချိန်မှာကျမတို့ဒီစီးပွားရေးလောက်ကန်ရတာခက်ခက်ခဲပြီးတော့မှဘာမှမဆိုခက်ကုန်တာပေါ့နော်။အဲခက်ကုန်ပြီးပေါ့နောက်ဆုံးတော့ ဟိုဒီအိမ်ရှင်မတွေရဲ့မိဘကြောင့်လည်းထိနိုင်ငံရေးကရောက်လာတယ်ဆိုတဲ့ကိစ္စပါရှင်။ဟောပေါ့နော်။နောက်ခုနအဲ့ဒီပြောရတဲ့ဒီတရုတ်ကိုဝိုင်းဘက်ဖေးဆိုးတဲ့ view ဟာပေါ့နော်။ဒါကအမေရိကန်ဒါလေးလာကြည့်မှဆိုလို့ရှင်အမေရိကန်ကဒီ view ဟာချထားတာအဒီတနည်းနည်းနည်းမှမဟုတ်ဘူးပေါ့နော်။လွန်ခဲ့သောဒီ decades နဲ့ချီပြီးသူတို့ဟိုပါဘောအိုဘာအနေအနေဆုံးတော့အိုဘားမားလက်ထက်ခဲကရှိခဲ့တယ်ဒီမတိုင်ခင်လည်းရှိခဲ့တယ်ဒါအခုပြီးခဲ့တဲ့ဟိုပါဘောအာ ရုရှားရဲ့ဒီမဟာပက်ထရီယိုတစ်ဝေါ်အောင်ပွဲပေါ့နော်80မှာဆိုလို့ရှိရင်တို့ရုရှားနဲ့ China နဲ့ joint statement မှာဆိုရှင်ဘာစလုံးပါလာလဲဆို dual containment strategy ကိုတို့တွေလက်မခံဘူးပေါ့เนาะဒါအတူတကွရင်ဆိုင်မယ်ဆိုတာတွေလည်းပါတယ်ပေါ့เนาะအဲ့ဒါဖတ်လိုက်ရပါတယ်နောက်ဒီဟိုပါပေါ့เนาะ အမေရိကန်ရဲ့ China containment လို့ပြောတဲ့အခါမှာကျမကတော့ဒီမီဒီယာကတော့ပို့ပြီးလေးလာထားတာဖြစ်တဲ့အတွက်ဟောပါတော့ information hegemony ပေါ့အတွက်ကို propaganda အတွက်ကိုသူတို့ကဘီလီယံဒေါ်လာကိုဘီလီယံနဲ့ချီပြီးသူတို့ဟောပါတော့ချပေးခဲ့တယ်ပေါ့ဒါကဒီ Trump လက်ထက်တော့မဟုတ်ဘူး Biden လက်ထက်တော့ပါပေါ့နော်ဆိုတော့အဲ့ဒီကနေပြောတော့မြန်မာနိုင်ငံဆိုလို့ရှိရင်လည်းဟောပါတော့အန်ဒီတို့လည်းသိမှာပါဒီ Anglo-Saxon media တွေရဲ့ဟောပါတော့ နားထောင်တာသူတို့ကိုပဲနားထောင်ခဲ့တာအကုန်လုံးကဒါတွေပဲရှင်ပါခဲ့တာပေါ့နော်ဟိုဟိုမှာ CCTV နားထောင်မယ် CCTV နားထောင်မယ်အစား Riders ကြည့်မယ်အာ Financial Times ကိုကြည့်မယ် New York Times ကိုကြည့်မယ်သူတို့ဒီရဟာတွေပြောတာကသူတို့ပို့ပြီးယုံကြည်စိတ်ချရတဲ့အန်တီဆိုတဲ့အတွက်ကြောင့်မလို့မြန်မာနိုင်ငံမှာဖြစ်နေတဲ့နောက်ထပ်ပြဿနာတစ်ခုကလည်း information မရဘူး information မရှိဘူးအဲ့ information တွေကို access မလုပ်နိုင်ဘူးဒါကလည်းနောက်ထပ်တစ်ချက်ပေါ့နော်ဒါတော့ခုနအန်တီပေါ့နော် China containment ကိုပြောသွားတဲ့အတွက်ကြောင့်မလို့ဒါလေး ထပ်ပြီးမှန်တယ်မှန်တယ်ဟိုပါပေါ့ရှင်အခုကဒီအခုက physical ဆိုတာလေဒီရုပ်ဝတ္ထုပစ္စည်းနဲ့ physical ဟိုအထက် governance ပေါ့ဟိုဒီမြေပြင်ပေါ်မှာထိန်းချုပ်ဖို့အထက်သူကဘာကိုပိုထိန်းချုပ်လာလဲဆိုလို့ရှိရင်ဒီ intangible တွေပေါ့နော်ဒီထိတွေ့လို့မရတဲ့ဟာတွေဥပမာ oh digital governance မရှိအောင်နော် digital ဟိုပါပေါ့ digital governance မရှိအောင်ပြီးလို့ရှိရင် media မှာ misinformation disinformation ပေါ့သတင်းအမှားတွေသတင်းအတုတွေနောက်သတင်းအမှန်နည်းနည်းနဲ့အမှားများများနဲ့ရောထွေးထားတဲ့ဟာတွေအဲဒါတွေအများကြီးကိုပေးလာတာပေါ့နော် ပေးလာပြီးတော့မှဟိုဒီဒီတမန်ပေါ့ဟိုလေးလေးလာဖို့ဟိုတမန်လေးလာအားမကောင်းတဲ့သူဒါမှမဟုတ်လေးလာဖို့အချိန်မရဘူးကိုနေ့စဉ်နဲ့မြတ်လုံနေရတဲ့အလုပ်တွေပေါ့နော်ဒါစာဝတ်နေရေးအတွက်ရုံးကန်လှုပ်ရှားတာတွေနဲ့ဟိုအချိန်နေမရှိဘူးဒါမှမဟုတ်ရင် ဟိုပညာဟိုဘယ်လိုပြောမလဲပညာအကန့်အသတ်နဲ့ရှိတဲ့သူတွေဆိုမသိနိုင်ဘူးပေါ့နော်မသိနိုင်မဲနဲ့အဲလူတိုင်းလူတိုင်းသိနေတာဘာလဲဆိုလို့ရှိရင်ဒီကျွန်တော်တို့မြန်မာပြည်ထဲမှာဟိုသွေးခွဲခံထားရတာပေါ့နော်ဆိုလို့ရှိရင်စစ်တပ်ကိုမကြိုက်ဘူးဟိုပြည်သူလူထုနဲ့စစ်တပ်နဲ့သွေးခွဲခံထားရတယ်ပြီး2008ဖွဲ့စည်းပုံမကြိုက်ဘူးစသဖြင့်လေအဲပြီးအဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေတာပေါ့တကယ်တမ်းဆိုလို့ရှိရင်အဲ့ဒါတွေကဒီဒီဒီလေလိုင်းတွေကနေပြီးတော့မှ ဟိုပေါ့နော်ကျမတို့ပြည်သူလူထုရဲ့ကိုနားရအောင်လှုပ်ထားတာပေါ့နော်နားရအောင်လှုပ်ထားတကယ်တမ်းဆိုရင်တော့အကောင့်ဘက်ကကြည့်ရမှာပေါ့အကောင့်ဘက်ကဘလို့ကြည့်ရမလဲဆိုကျမတို့မြန်မာနိုင်ငံတမိုင်းကိုကြည့်လိုက်လို့ရှိရင်အဲလွတ်လပ်ရေးရတယ်အဲပြီးလို့ရှိရင် ပါတီစုံဒီမိုကရေစီသွားတယ်အဲပြီးလို့ရှိရင်နိုင်ငံရေးသမားချင်းချင်းအဲမညီညွတ်ဖဲနဲ့အဲ့လိုဖာစာပါလာဆိုတဲ့နှချမ်းကွဲတယ်အတော့ခိုးတဲ့သူကခိုးတယ် အဲတောက်ခုပြီးတော့လက်နက်ကင်နေဖြစ်ကုန်တယ်နိုင်ငံရေးမြို့ပေါ်မှာနိုင်ငံရေးလုပ်နေရာကနေတော်ရဲဝင်ပြီးလက်နက်ကင်လမ်းစဉ်သွားတယ်အဲ့ဒါပထမအဦးဆုံးအချိန်ပေါ့နော်ပြီးလို့ရှိရင်အဲ့ဒါကြောင့်မလို့တက်ကဝင်ခဲ့ရတယ်ဒါကျမတို့မမွေးခင်ကဖြစ်ခဲ့တာတွေပေါ့နော်ကျမတို့လည်းဒါစာပေါ်မှာရေးထားတာလောက်ပဲသိတယ်ဒါပေမဲ့88ကျတော့အဲ့လိုဖြစ်ပြန်ရော88ကျတော့လည်းအဲ့လိုတောက်ခုကြရတယ်88ဆိုတာ ABSCF ပေါ့နာမည်ကြီးอ่ะဒါចောင်းသားတက်မတော်ဆိုပြီးတောက်ခုကြရတယ်ပြီးတော့အခု 2021ကျတော့လေ PDF ဆိုပြီးတော့လေပြီးရင်88တုန်းကလည်းအဝေးရောက်အစိုးရရှိခဲ့တဲ့ဒေါက်တာစိန်ဝင်းဦးဆောင်တဲ့ NCGUB တို့ပါတို့လေအဲ့ဒါဖြစ်ခဲ့တယ်အခု2021မှာလည်း NUG ဆိုပြီးအဝေးရောက်အစိုးရလေလိုင်းဘောကအစိုးရပေါ့နော်အဲ့လိုဖြစ်တယ်ဆိုတာတဘောကပါလဲဆိုလို့ရှိရင်ကျမတို့ကလွတ်လပ်ရေးရတာနှစ်80လောက်ရှိပြီပေါ့နော်နှစ်80ရှိမယ်ရှိတော့မယ်ဆိုလို့ရှိရင်အဲ80ပြည့်80ဖြစ်ပြီဆိုရင်ကျမဘာကိုပြောချင်တာလဲဆိုတော့ဒီနှစ်80တဲ့မှာကျမတို့က မှားတာ3ချိန်ပေါ့ဟုတ်3ချိန်ပေါ့ဟိုပါပေါ့ဒီနိုင်ငံရေးလမ်းစဉ်ကိုဆွန့်လွတ်ပြီးတော့မှပါတီတွေကွဲတယ်ဟုတ်ဖာစာပါလာဆိုနှစ်ချမ်းကွဲတယ်နောက်ပြီးခဲ့တဲ့2000 အဲ16တုံးကလည်း15 16တုံးကလည်း USDP ကလည်းတကောင်ရန်အာဏာသိမ်းမှုလို့ပါတော့ဖြစ်တယ်ဆိုတာလေဆိုလို့ရှင်အဲ့လိုပေါ့နိုင်ငံရေးသမားချင်းချင်းမညီညွတ်ဘူးဒါပါတီတွင်းမှာပြီးလို့ရှင်ပါတီတစ်ခုနဲ့တစ်ခုအားပြိုင်မှုအများများတယ်အဲ့လိုမျိုးဖြစ်လာတဲ့အချိန်မှာလူတွေက emotion တွေနဲ့ကိုကြိုက်တာပဲမှန်တယ်ဆိုတဲ့ဟာတစ်ဖက်ဆုံးရောက်သွားပြီးတော့အဆုံးရောက်ကုန်ကြတာပေါ့နော်အဆုံးရောက်ကုန်ပြီးတော့မှ ဟိုနောက်ဆုံးကျတော့မချိန်တတ်တော့လက်နဲ့ကင်လန်းစင်နေရောက်ကုန်တာပေါ့အဲ့ဒါကကျွန်တော်တို့က၃ချိန်၃ခါရှိပြီပေါ့နော်၃ချိန်၃ခါရှိပြီတစ်ချိန်နဲ့တစ်ချိန်ပုတ်ပုတ်ဆိုးလာတာပေါ့ရှင်အဲကျွန်တော်တို့ဒီဒီ58 60နှစ်ကိစ္စပေါ့နော်ဘာကပါတို့ဘာတို့တို့ကလည်းတအားပြင်းထန်တာပေါ့နော်စိတ်ဓာတ်အရင်ပြင်းထန်ပြီးတော့မှဟိုတော်တော်လေးအဆွန်းရောက်တာပေါ့နော်အကျန်းဖက်ဖက်ကိုရောက်တယ်အဆွန်းရောက်တယ်နောက်ပြီးတော့ပြီးတော့88တုန်းကတော့ ABSD ရပေါ့ပြီးတော့ အအခုအခုပေါ့နော်အခုဟာ88ထက်ကိုပိုဆိုးတဲ့ပုံစံဖြစ်တာဆိုတော့ကျွန်မတို့လည်းလေဒါတွေကိုကျွန်မတို့ကနောင်လာနောက်သားတွေကိုသိအောင်လုပ်ပြီးတော့မှနောင်တာမျိုးမဖြစ်အောင်ပေါ့နော်ဆိုလို့ရှိရင်အဲကျွန်မတို့ကနိုင်ငံရေးစကားဝိုင်းကိုလာအဲသဘောမတူတာတွေရှိရင်နိုင်ငံရေးစကားဝိုင်းမှာပဲအဲအခြေအခြေလက်ဆွေးနွေးမယ်အဲကိုပြည်တွင်းရေးကကိုထဲကမိကိုမိသားစုဝင်တွေပဲဆွေးနွေးမယ်အပြင်ကဆွက်ဖက်တာတွေကိုလက်မခံဘူးဆိုတဲ့ဟာလေအဲအဲ့လိုမျိုးဖြစ်ရမှာပေါ့သို့တော်လည်းအပြင်ကလည်းဆွက်ဖက်မှမသိအောင်ကို ပညာသားပါပါဆွတ်ဖက်တာပေါ့နော်ခုနကလို information အမှားတွေနဲ့ဟိုအဲ့လိုတွေအတုအယောင်နေနေပေါ့ miss information disinformation နေနေလေ။နောက်အဲ့လိုလုတ်တဲ့ခါကျတော့ကျမတို့က media နဲ့ပတ်သက်ပြီးတော့မှပြည်သူလူထုရဲ့ဒါ media ရဲ့အခန်းကဏ္ဍလည်းအရေးကြီးတယ်လို့ပြည်သူလူထုကလည်းဒီကိုရရှိတဲ့သတင်းအချက်အလက်ပေါ်မှာကိုယ့်ရဲ့ဟိုအမြင်ကျယ်ကျယ်နဲ့စဉ်းစားနိုင်တာမျိုးပေါ့နော်။ဒါမျိုးလည်းအရေးကြီးပါတယ်။အဲ့ဒါအတွက်ကိုဒါပြည်သူလူထုလူတိုင်းသိအောင် လုံနိုင်တာတော့မီဒီယာတွေကလုံနိုင်တော့လေအဲ့လိုပညာရှင်တွေနဲ့ဒီနေ့အခုကျမတို့ဆွေးနွေးတာဆိုကမ္ဘာပထဝီနိုင်ငံရေးပေါ့အဲပြီးလို့ရှင်ကမ္ဘာပထဝီစီးပွားရေးဆိုတာလည်းထပ်ရှိသေးတယ်ဟုတ်ဆိုလို့ရှင်အဲ့ US ဒေါ်လာတို့ဘာလို့ကိစ္စတွေပေါ့နော်အဲအဲ့ဘက်ကတွေပေါ့အဲဒါတွေကလည်းရှိသေးတော့တကယ်တမ်းဆိုပြောစရာတွေတော့အများကြီးပါရှင့်အဓိကတော့ကျမပြည်သူလူထုကိုအမြင်ချက်ချက်ထားကြပါ အထားကြပြီးတော့မှနိုင်ငံတကာရေးရာတွေသိအောင်လုပ်ပါတွေးခေါ်မှုအမြင်ကျယ်မှုဒါမျိုးတွေလည်းအမြင့်တင်မှုလိုနေတာပေါ့ရှင်နောက်တစ်ခုပေါ့နော်ဟိုကခုနအတီပြောလို့ geo politics တွေမကဘူးပေါ့နော်ဒီဒါကတော့ဟိုပါပေါ့နော် geo economic ထားပါတော့အအဓိကအဒီကိုဆင်းရဲသိနေတာတော့ဒီမကြသေးခင်ကဖြစ်သွားတဲ့ဟိုပါပေါ့နော် China နဲ့ US ရဲ့ trade war ပေါ့နော်ဘာလို့လဲဆိုတော့အန်ဒီကြတော့ဒါကိုယ်တိုင်လည်းအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်တယ်နောက်ဒီ academic ဘက်မှာလည်းဒါအန်ဒီအများကြီးဆင်းရဲပေးနိုင်တယ်ဆိုတော့ trade war လို့ပြောတဲ့အခါမှာအဲကျွန်မတို့လည်းသတင်းတွေရောမြင်တာပေါ့နော်ဒီ American ဘက်ကတော့ရှောက်တော့ရှောက်တော့တိုးသွားတယ်နောက်သူက liberation day ဆိုတာကိုအစပြုပြီးတော့သူဒီဟိုပါဘောအဲ China ကိုသူဟိုစစ်ကြေညာရယ်ပေါ့နော်ဒီအကုံတွေစစ်ကိုကြေညာရယ်ကြေညာရဲ့အခါမှာလည်းဟိုပါဘော China ဘက်ကပြောနေတာအများနဲ့ consistent ဖြစ်တယ်တသက်မှတ်သေးပဲသူတို့အာဒီစစ်ပွဲကိုသူတို့စရမှာမဟုတ်ဘူးဒါပေမဲ့ တို့ကဒါစော်ကားတယ်လို့ယူဆရတယ်တို့ကတဆုံးထိတိုက်မယ်အဆုံးထိတိုက်မယ်နောက်စစ်အေးဖြစ်ဖြစ်စစ်ဘူးဖြစ်ဖြစ်ကုံတွယ်စစ်ဖြစ်ဖြစ်ဘာစစ်ဖြစ်တို့တိုက်မယ်တို့ဘက်ကပြောအမြင်နဲ့ပဲဟိုတတ်တတ်မဲ့တဲ့ဒါပေမဲ့အာ US ဘက်ကကြတော့ဒါအခွန်နေရာနဲ့ချီပြီး245ထီတောင်ရောက်လာမသိဘူးเนาะအဲ့လောက်ထီကိုသူတို့တိုးပြီးတော့ကောက်တယ်ပေါ့เนาะအဲ့ဒီဟာမှာဆိုလို့ရှိရင်လေ economics တွေကလည်းထောက်ပြကြတယ်